င်္ဂလာပါရှင်။နိုဝင်ဘာလ6ရက်ကျသရီနေ့အတွက်ရှင်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တန်လင်းသုံးခခရမ်းသွာလမ်းမကြီးအားပြည်ပြင်းရဲ့ရှိတဲ့သတင်းတွေဖြစ်ပါတယ်။တန်လင်းမြို့နယ်လမ်းဦးစီးဌာနမှခီးသွားပြည်သူများပြည်မြန်ချုံမှုစွာသွာလာနိုင်ရေးအတွက်တန်လင်းသုံးခခရမ်းသွာလမ်းမကြီးအားလမ်းတို့ချေခြင်းမိုးရင်းကာလပျက်စီးလျက်ရှိတဲ့နေရာများအားထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကိုစာမျက်နှာရရှိကြောင်းသိရပါဗျ။ တန်လီမြို့နယ်လမ်းဦးစီးဌာနအနေဖြင့်ပွင့်လင်းရသည့်အတွင်းကြန့်ရှိတဲ့အထူးကလမ်းမကြီးများကိုဆက်လက်ပြုပြင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းမြို့နယ်လမ်းဦးစီးဌာနထံမှသိရှိရပါတယ်ရှင်။ဒီတဲ့ကိုတော့ဖြိုးတီဟာကပြပူလာတာပါဆက်လက်တင်ဆက်ပြမှာကတော့ရန်ကုန်နဲ့နေပြည်တော်တွင်ပန်းတကူကောက်သူ15ဦးထိခိုက်ဒဏ်ရာရရှိတဲ့တဲ့ရင်ဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးနဲ့နေပြည်တော်ရှိမြို့နယ်တချို့မှာနှွေမာလေးရဲ့ညာဘက်ကပန်းတကူကောက်ရင်ထိခိုက်ဒဏ်ရာရရှိသူ15ယောက်ရှိတယ်လို့သိရပါတယ် နိုဝင်ဘာ၄ရက်တစမိုးလာပြညကရန်ကုန်နဲ့နေပြည်တော်ရှိလမ်းမပေါ်တွေမှာကားပေါ်ကပန်းတကူဖြစ်ပတ်စံတွေပစ်ချတာကိုလမ်းလံကယူကြရင်ကားတိုက်မှုတွေဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။တရားရရှိသူတွေကတော့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တိအရှိပိုင်းတကုံမြို့တိမြောက်ပိုင်းနဲ့မြောက်ကလပါမြို့နယ်တို့မှာလူ၁၂ယောက်လောက်ထိခဲ့တဲ့အရရရှိခဲ့ပြီးမြောက်ကလပါစေယုံကြီးကိုပို့ဆောင်ပေးခဲ့ရတယ်လို့တကုံမြို့တိအရှိပိုင်းမြို့နယ်အခြေစိုက်မြစ်တာတင်ငဟာနိုင်ကူညီမှုအသင်းကနေသိရပါတယ်။အလားတူပဲနေပြည်တော်ပြည်မနာမြို့ဘန်ကင်းမြို့ပိုင်းဒီမှာ နိုဝင်ဘာ၄ရက်ညပိုင်းကပန်းတကူပြစ်ပြီးလမ်းဘေးမှာရက်ကြီးနေတဲ့၁၇နှစ်အရွယ်မိန်းကလေးတယောက်ကတိုက်ခံရလို့ထိခဲ့တရာရရှိခဲ့တယ်လို့ပြည်မနာမြို့လက်ပံခါလာကျေးရွာနီးမှာလဲပတ်စံကောင်းနေတဲ့အမျိုးသားတယောက်နဲ့ကိုရင်တပားကိုဆိုင်ငယ်ကဝန်ရောက်တိုက်ပြီးတဲ့အတွက်ထိခဲ့တရာရရှိခဲ့ပါတယ်ထိခဲ့တဲ့အရာရှိသူတွေကိုမိုးစေတနာပရိဒအသင်းပြင်မနာယုံကလူနာတင်းရင်နဲ့ပြင်မနာမြုပ်ကရင်နဲ့ဆန့်ပြည်သူစေယုံကြီးနဲ့နေပြည်တော်ကရင်တထောင်ဆန့်ပြည်သူစေယုံကြီးအရေးပေါ်ဌာနကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ thank you